မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရရှင်။ပထမဆုံးသတင်းအနေနဲ့ဒီအပိုင်းမှာပေါ့နော်။ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရတဲ့ Stars and Model Agency တီထောင်သူဖြစ်တဲ့ကိုကျွန်လွန်ရာဆိုရင်အင်ကိုပြောင်းသွားပြီလို့သိရပါရရှင်။ဒီသတင်းလေးကတော့ကိုကျွန်လွန်ကိုချစ်ခင်ကြတဲ့သူတွေအတွက်သတင်းကောင်းလေးဖြစ်ပါရရှင်။ ။ဘာကြောင့်လဲဆိုတော့ဟိုးရဲ့ပိုင်းနေရာသူ့ခေါ်ယူမင်းမြတ်ခံရတဲ့အချိန်မှာအကြမ်းဖက်ပုံမှန်တွေနဲ့ညှိပြီးတော့ထောင်ကျတန်းကျဖြစ်မှာကိုသူ့ချစ်ခင်တဲ့သူကစိုးရိမ်ကြတယ်ပေါ့နော်။အခုတော့စစ်စစ်မင်းမြတ်မှုတွေပြီးရဲ့အခါမှာတေချာစွာစစ်စစ်လိုက်တဲ့အခါမှာတော့အမှုကြီးကြီးမားမားမရှိနဲ့တူပါရှင့်။အိမ်ကိုပြန်သွားခဲ့ပြီးဖြစ်ပါရှင့်။ပြန်လှုပ်ပေးလိုက်တာပေါ့နော်။အဲကျွန်မအနေနဲ့ကဒီလိုသတင်းလေးကြားတဲ့အခါကျတော့ဘာသတိရလဲဆိုရင်အိမ်ပြန်ရတဲ့အကြောင်းလေးပေါ့ရှင့်ကျမောက်နိုင်ငံမှာအချိန်တန်လို့အိမ်မပြန်နိုင်တဲ့သူတွေအများကြီးရှိပါတယ်ရှင့် ကျမစီတို့ဒီနေ့ပဲရှမ်းပြည်နယ်မှာရှိတဲ့စေဘေးရှောင်တူဦးကလည်းဖုန်းဆက်လာပါတယ်ရှင့်ကျမတို့သတင်းဌာနသတင်းပေးတဲ့ဖုန်းစီကိုဆက်လာခဲ့တာပေါ့နော်ပြီးတော့သူ့ရဲ့ရင်ဆိုင်ရတဲ့အခက်ခဲလေးတွေလည်းရှင်းပွင့်သွားပါတယ်ရှင်စေဘေးရှောင်တွေမှာအထက်ကနေစရာစားစရာတွေတက်ခက်ခဲနေပါတယ်သူတို့ဒေသမှာဆိုရင်ရှမ်းပြည်မြောက်ပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းကိုစစ်ရှောင်လာခဲ့ရတယ်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့ထောက်ပံ့တဲ့ထောက်ပံ့ကြေးကိုလည်းသူတို့အပြည့်အဝမရရှိရတဲ့အတွက်သူတို့ရဲ့စောင့်ဝတ်နေကြီးကအများကြီးခက်ခဲနေပါတယ်ရှင့်ဒါလေးကို တာဝန်ရှိတဲ့သူတွေသိရှိပါစေဆိုပြီးတော့သူကရင်ဖွင့်လာတာဖြစ်ပါရဲ့ရှင့်ကျမောက်နိုင်ငံမှာအချိန်တန်လို့အိမ်မပြန်နိုင်တော့တဲ့သူတွေပြန်စရာအိမ်မရှိတော့တဲ့သူတွေအများကြီးပါရှင့်အိမ်မပြန်နိုင်တဲ့ဘဝကိုအိမ်မပြန်နိုင်တဲ့သူတွေကနားလဲတာပါရှင်အခုချိန်မှာဆိုတော့ကျွန်မနိုင်ငံမှာဆေးဘေးဒုက္ခဖြစ်နေတဲ့ပြည်သူတွေကဒီဒုက္ခတရားတွေကိုနားလဲနေပါပြီရှင့် ကျမတို့နိုင်ငံသားတွေမှာရှိတဲ့ဝကြွေရှိရဆိုလဲကုန်းစေခြင်းပါရှင်အိမ်ကိုမပြန်နိုင်တဲ့သူတွေအားလုံးအချိန်တန်အိမ်ပြန်နိုင်ကြပါစေဒီသားစုအတိုင်းဝန်လေးတွေပေါ့နော်ပြန်လဲပြီးတော့ဖွဲ့စည်းနိုင်ကြပါစေလို့ကျမလည်းဆန္ဒပြုဆုတောင်းပါတယ်ရှင်ကျမအနေနဲ့ဒီနေ့မှာပြောပြပေးရမယ်နောက်ထပ်သတင်းလေးတစ်ခုပါပေါ့နော်ရခိုင်ပြည်နယ်မှာစပေးရှောင်းနေစာရေးနေဝေရေးပေါ့ရှင်အကောင်တို့ခရရနေတယ်ရှင်ဒါတော့မြေပတ်ပြည်များလည်းအသိပါပဲရှင်စစ်တွေဖြစ်တယ်ဆိုမှတော့စစ်ရဲ့အနေထိုင်ုံတွေကအများကြီးပေါ့ရှင်ဒါတွေသူတို့ကြုံနေရတာပေါ့ တော့စစ်ပေးရှောင်နေရဆိုရင်လည်းထုံးစံတိုင်းမော်ရှင်ဒီစစ်ပေးရှောင်စခန်းနေမှာဆိုရင်ခိုးချောင်ကိုယ်ကလိုက်နေနေရတယ်စစ်ပေးရှောင်စခန်းဟိုတော့မှာတို့အနေနဲ့ကဘယ်လိုပြောမလဲပေါ်ပေါ်တင်တင်မနေရဘူးပေါ့နော်တောထဲမှာပုံရှုပ်ွယ်ရှုံနေနေရရှက်ဘာကြောင့်လဲဆိုတော့ဒီစစ်ပွဲရဲ့ကြားထဲမှာဖြစ်လာတဲ့လက်နက်တွေထိမှလည်းတို့ကြောက်တယ်ဒါအပြင်အေးအဖွဲရနေပြောတယ်စစ်သားတစ်စုဆောင်မှာပေါ့ရှင်အဲ့တော့စစ်သားတစ်စုဆောင်တဲ့အခါမှာဆိုရင်တို့ကရာကြလေးမင်းလေးမရှောင်မင်းနဲ့စုဆောင်နေရပေါ့နော်ချုပ်ကလေးတောင်ပါတာရှိရဲ့လို့ကြားရရှက်တို့ဒါတွေက တော်တော်ဆိုးရွားနေတာဗောရှင်မိသားစုတွေကကြောက်တဲ့အတွက်အဲ့လိုမျိုးတောတောင်တွေထဲမှာလိုက်ပုံးတဲ့အနေအထားတွေရှိနေတာဗောနော်ဆေးဘေးရှောင်စခန်းတွေအဲ့လိုပုံးရှိုးွယ်ရှိုးနေနေရတာဗောရှင်အခုဒီဖြစ်စဉ်လေးကဆိုရင်ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်လေးဖြစ်ပါတယ်ရှင်အဲ့ဒီဆေးဘေးရှောင်စခန်းပြည်သူ၉ဦးပါဆိုရင်တောထဲမှာရှိရဲအစိမ့်တဲ့မှုတွေစားမိပြီးတော့အစိမ့်တဲ့နေဗောရှင်အစိမ့်တဲ့နေတော့စိတ်ကူးတောက်မှုခံယူနေရပါတယ်ရှင်တော်သေးရဲ့ကံကောင်းလို့မသိတာပါရှင်ဖြစ်တာကတော့မေလ25ရက်နေ့မှာဖြစ်တာပါမိသားစုနှစ်စုပေါ့နော် ဟိုမိသားစုတစုကကြတော့၄ယောက်ရှိရယ်နောက်တစုကကြတော့၅ယောက်ရှိရယ်မိသားစုနှုတ်စုပေါ့တော်ထဲမှာရှိရမှုခူးပြီးတော့ချက်စားမိရဲ့အခါမှာတမိသားစုလုံးမှုအစိတ်တန့်တာပေါ့ရှင်အစိတ်တန့်တော့ဘလောက်ကြတော့စေကူတာမှုခံရနေရလို့သိရပါရှင်ရခိုင်ဒေသမှာဆိုရင်လည်းဒီစေဘေးရှောင်တဲ့ပြည်သူတွေကသူတို့မှာစားဖို့တောက်ဖို့တော်တော်ခက်ခဲတယ်ပေါ့နော်ခက်ခဲတဲ့အခါကျတော့တော်ထဲမှာရှိရဟာတွေပဲအဲ့လိုမျိုးခုယူပြီးစားတော့တာပါရှင်တောကောင်လေးလိုက်စားအဲ့လိုပုံစံမျိုးပေါ့ဟိုးရှစ်ခစ်ကဟိုကြောက်ခစ်လူသားရဲ့လိုနေထိုင်နေရတဲ့ပုံစံမျိုးတွေပေါ့ရှင်ပြီးတော့ဆေးဝါးလည်းမရှိရတဲ့အတွက် ခန္ဓာကိုယ်အရေးပြားယောဂါတွေလည်းဖြစ်ပေါ့နော်အဲ့လိုမျိုးလောကငရဲပေါ့ရှင်ပြောမှဆိုတော့ဒုက္ခကြီးကြတာပေါ့နော်အဲ့လိုကိစ္စတွေဖြစ်နေရရှင်ဒါဟာစစ်ရဲ့စိုးကြိုးတွေပါပဲရှင်ဒါကြောင့်စစ်ပွဲကိုခေါ်တဲ့သူတွေကစစ်ပွဲရဲ့အနိဋ္ဌာယုံတွေကိုမသိလို့လားသိရနဲ့ခေါ်လာလားဆိုတော့သူတို့ရဲ့စိတ်ရင်းစေတနာပဲသူတို့ကသူတို့သိမှာပေါ့နော်ကျမတို့ကတော့စစ်ရဲ့စိုးကြိုးတွေသိရအတွက်စစ်တေကိုမခေါ်ပါနဲ့လို့အချိန်ချင်းခါပြောခဲ့တဲ့သူတွေမှာပါပါရရှင့်။ဒါကြောင့်ကျမတို့နိုင်ငံတော်ကိုကျမတာဝန်ကြီးရဲ့လူပဲပြောရမှာပေါ့နော်။ကျမနေတဲ့သတင်းသုံးသပ်ချက်လေးကတော့ ပြောရမယ်ဆိုရင်ဒီအစိတ်ရှိရမှုလေးပေါ့နော်မှုဝင်နဲ့ပတ်သက်ပြီးတော့ knowledge လေးနဲ့လည်းပေါ့ knowledge sharing နဲ့လုပ်ချင်တဲ့ရှင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီရှားလေးတွေတောထဲမှာရောက်သွားတဲ့အချိန်မှာကြောက်လို့ရှင်သတိမထားမိပဲနဲ့စားမိတော့မိရဲ့ကိစ္စတွေဖြစ်နိုင်တယ်ပေါ့နော်။ကျွန်မကပြောပြတဲ့ဘူးတုတာလေးတို့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ဒေတာကန်တွေကနားထောင်နေမှာမဟုတ်ဘူးဆိုတော့ကျွန်မသိတယ်။အဲဒါမဲ့အခြားဒေတာမှာရှိတဲ့ပြည်သူတွေလည်းဒီလိုမျိုးပေါ့နော်တောထဲမှာမှုတွေပဲခူးစားမိရခါကျရင်အန္တရာယ်ဖြစ်မှာဆိုလို့အကြံပြင်းလေးပေါ့ခွဲခြားလို့ရတဲ့အရာလေးပေါ့ရှင်အဲ့ knowledge လေးကျွန်မနည်းနည်းပြောပြချင်တာ အဓိကမှုတွေမှာဆိုအစိတ်ရှိရဲ့မှုတွေရဲ့အခြေခံလက္ခဏာလေးပေါ့နော်သူ့ရဲ့လက္ခဏာဘာလဲဆိုအစိတ်ရှိရဲ့မှုမှာဆိုသူကအယောင်လေးပါတတ်တယ်သူကအနီရောင်အစိမ့်ရောင်တို့မို့ပြာနှက်နဲ့အဆက်ပြောင်လေးပါတတ်တယ်အဲ့လိုပါတယ်ဆိုတော့အဲ့မှုတွေမစားနဲ့ပေါ့နော်ပြီးတော့မှုဟာဆိုရင်သူကအနက်အရန်ပြင်းတယ်ပေါ့နော်အဲ့လိုဓာတုနံတစ်ခုခုလိုမျိုးရနေရင်မှုတွေဆိုလည်းမစားပါနဲ့တဲ့ဒါအစိတ်ပြင်းပါရှင့်နောက်ထပ်သတိထားလို့ရတဲ့အချက်လေးခုကတော့မှုရဲ့အပေါ်ယံလွာလေးပေါ့နော်မှုရဲ့အပေါ်ယံလွာမှာဆိုရင်လည်းဒီအမိုးခုံးလေးမှာပေါ့အစိတ်ရှိရဲ့မှုဆိုရင်တော့အဲ့လိုချွဲပြစ်ပြစ် အဥစားလေးတွေနဲ့အဖုလေးတွေပေါ့နော်အဲ့လိုမျိုးလေးပါတက်တယ်လို့သိရမှာရှင်ပြီးရခါမှာဆိုရင်အစင်းချောင်းတွေပါတက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီလိုမှုံမျိုးကအစိတ်ရှိပါရှင်ပြီးတော့မှုရဲ့ခြေရင်းလို့ခေါ်တယ်မှုရဲ့ခြေရင်းမှာဆိုရင်ဒီမှုရဲ့ခြေတိုင်လေးမှာပေါ့နော်အိတ်လေးတွေပါတယ်အဲ့ဆိုအဖုဖုလေးတွေလေအဲ့လိုလေးပါတယ်ဆိုလဲအဲ့ဒါကအစိတ်ရှိတဲ့မှုရဲ့အသွင်သဏ္ဍာန်တွေဖြစ်ပါရှင်အစိတ်ရှိတဲ့မှုတွေကိုရိုးရနီးနဲ့စမ်းသပ်ဘူးတဲ့အရာတွေလည်းအရင်ခေတ်ကရှိရပေါ့နော်ဒါပေမဲ့ဒါတွေကတရားခံတော့တိကျတော့တေချာခြင်းမရှိပါဘူးကျွန်မကြားဘူးတော့ ဒီຫມိုးကຫມိုးပေါ့နော်နွားနုတွေထည့်လိုက်လို့ရှင်အစိတ်ရှိရဲ့ຫມိုးဆိုရင်နွားနုကရှင်သွားတယ်တဲ့အဲ့လိုတော့ကြားဘူးရဲ့ရှင်နောက်တစ်ခုကကြတော့ငရုတ်ခေါင်းနဲ့ຫມိုးချက်မယ်ဆိုရင်ဒီຫມိုးကပေါ့နော်အစိတ်ရှိရဲ့ဆိုရင်အရောင်ပြောင်းသွားတတ်တယ်ဆိုပြီးတော့လဲကြားဘူးပဲပေါ့နော်ဒါအရင်ခေတ်ကလူအဲ့လိုပုံစံမျိုးနဲ့စမ်းသက်တာပေါ့ရှင့်ဒါပေမဲ့ကျမခုပြောရဲ့ဒီလမ်းနေရာရှင့်ကျမပြောသလိုပေါ့တန်ကန်တော့ပြေဝမှန်တယ်လို့တော့ပြောလို့တော့မရဘူးပေါ့ရှင့်မရတဲ့အတွက်ဖြစ်နိုင်တော့တောထဲမှာရှိရမှုတွေပါလေခုယူစားသုံးတဲ့အခါမှာသတိပြုတာတော့ကောင်းဆုံးပါပဲရှင့်ပြီးတော့မှုခူးလို့ရှင့်တဲ့သူက မိုးတွေအကုန်လုံးစုပြီးတော့အဲ့လိုခူးလိုက်တယ်မျိုးမလုံနဲ့ပေါ့နော်ခါကျရင်တချို့ကခွဲသိရယ်အစိမ့်ရှိရယ်မိုးအစိမ့်မရှိရယ်မိုးဆိုတာသိရယ်ဒါပေမဲ့ခူးတဲ့ခါကျလို့ရှိရင်သူကအကုန်လုံးသိန်းကျုံပြီးခူးလိုက်လို့ရှိရင်အစိမ့်ရှိရယ်မိုးလေးတွေကဂျားထဲမှာပါလာတက်တယ်ပေါ့နော်အဲ့ချိန်ကျလို့ရှိရင်လည်းအစိမ့်တင်တာဖြစ်တတ်တယ်တဲ့ဒါကြောင့်မိုးခူးမယ်ဆိုတပင်ချင်းအဲ့လိုစိတ်ရှိတဲ့ရှိခူးပြီးတော့မှတေချာမှစားပေါ့နော်အဲ့လိုမျိုးလေးတွေတော့အကျံပြုထားပါရှင့် တကယ်လို့ကိုကမှုစားမိလို့အခက်မတင့်ပေါ့နော်အစာစိတ်တဲ့နဲ့တဒံနေအစိတ်တဲ့နဲ့ဖြစ်လာပြီဆိုချက်ချင်းအဲ့လိုမျိုးအန်ထွက်နိုင်အောင်စူးစမ်းပေါ့နော်ဘိုက်ထဲမှာအစာရည်ထဲမှာသူရှိနေကိုအနေပြုမှာဆိုတော့လေအန်ထွက်နိုင်အောင်စူးစမ်းပြီးတော့နှီးဆက်အစိတ်ရောအမြန်သွားဖို့အတွက်ကိုစူးစမ်းပါလို့တော့တိုက်တွန်းထားပါရှင့်ကျမကူပြောပြတာကတော့ဒါလမ်းဘက်ခရီးအစဉ်ပြေပြီးတော့ကျမရေးနီးစပ်မှုပေါ့နော်ကျမရေးဆောက်ရှောက်ကူညီမှုတွေလွယ်လွယ်ကူရတဲ့နေရာတွေမှာတော့အလုပ်ဖြစ်တာပေါ့ရှင်။ဒါပေမဲ့အဲ့လိုမျိုးစေဘေးရှောင်ဒေသတွေဘာတွေမှာကြတော့ဒီလိုမျိုးကိစ္စတွေလွယ်လွယ်ကူလိုက်လို့ဖို့ဆိုတာခက်ခဲပါရဲ့ရှင့်။ ဒါလေးလွယ်ကျွန်မနားလည်ပါရှင်ဒါမဲ့လည်းအခြားသူများဘူးတုတရစီရင်အလုံးကကျွန်မတင်းသုံးသက်ချက်လေးမှာတခါလေးထည့်သွင်းပြီးတင်းဆက်ပေးတာဖြစ်ပါတယ်ဒီမိုးရတီရောက်ပြီဆိုရင်မိုးတွေခူးစားတက်တယ်လေအချင်းချင်းအနေရဖြစ်မှာစိုးလို့ပါရှင့်အခုပြောရမယ့်သတင်းလေးကနည်းနည်းတော့ပြောရခက်တယ်ရှင့်ပြောခက်တဲ့သတင်းလေးပါ။ပါလဲဆိုတော့ဒီဘောလီမဝိလို့တဲ့ရဲဖမ်းပါတယ်ဆိုရင် online မှာရှောက်ပြောတဲ့တယောက်လေးအဖမ်းခံလိုက်ရတယ်ရှင့်သိလားသူ့နာမည်ဖိုးဝါတဲ့ဖိုးဝါအောက်ပါရှင့်ပေါ့နော်ကိုဖိုးဝါလို့သိရတယ်ရှင့် ။အဲ့ဒီနဲ့ပတ်သက်ပြီးနိုင်ငံတော်ကလည်းထုတ်ပြန်ထားတာရှိပါတယ်။ဒါလေးကသတိပြုစင်ညင်စရာလေးလည်းပါတယ်ပေါ့နော်။ဒါကြောင့်မှဒီနေ့လေးကိုတော့ပြောပြချင်ပါတယ်။နိုင်ငံတော်ကြေညာထားတာလေးကျွန်မအရင်ဆုံးဖတ်ပြပါမယ်ရှင့်။အကြံပတ်အုပ်စုဖြစ်ကြေညာထားတဲ့ CRPH NUG နဲ့ဒီအဖွဲ့တွေရဲ့လက်ဝဲကန်အဖွဲ့အစည်းတွေသူတို့နဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေအားဆိုရင်တဲ့နိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြားစေရန်နဲ့အစိုးရရန်တွေကပြက်ပြားစေရန်ရည်ရွယ်ပြီးတော့လှုပ်ဆော်တာဝါဒဖြန့်ချီတာပြုလုပ်ခဲ့မှုပေါ်ဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထို့သောလှုပ်ဆောင်သူဝါရဖြန့်သူတွေကိုဆက်လက်ပေါ်ထုတ်ရေးယူသွားမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိအောင်အတိပေးထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဆိုပြီးနိုင်ငံတော်ကထုတ်ပြန်ထားပါရှင့်။အဲ့ဒီစာအပြည့်အဝမှန်ကန်ပါရှင့်။ဒီလူတွေနဲ့ဆက်ဆံမယ်ဆိုရင်အကြမ်းဖက်ဥပဒေနဲ့ညှိနှိုင်တယ်ဆိုတာကိုနိုင်ငံတော်သိပေးပြီးသားဖြစ်ပါတယ်။ဒီလိုသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်တော့လေတဲ့2025ခုနှစ်ဇွန်လ10ရက်နေ့မှာဆိုရင်အတိပေးထုတ်ပြန်ချက်တွေပေါ်မျက်ွယ်ပြုတ်ပြီးတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေဖို့ရည်ရွယ်ပြီးလူမှုကိုယ်ရေးစာမျက်နှာပေါ်မှာလှုပ်ဆော်တာဝါဒဖြန့်တာပြုမှုလှုပ်ဆောင်တဲ့ကိုဖိုးဝ Facebook ပိုင်ရှင်ပေါ့နော် အဲ့ဒီပုံကိုတဲ့ဒီမွန်ပြင်းနဲ့မပေါင်မြို့နဲ့ကတားရက်ွက်နေကြော်အကာဝင်းခေါ်ကိုဖိုးဝကိုတဲ့နနက်ဆယ်နိုင်ခွဲမှာပေါင်မြို့ရဲစခန်းမှာတရားဥပဒေနဲ့ညီထိမ့်သိမ်းပြီးတော့ဖမ်းဆီးအမှုဖွင့်လက်ရေးယူသွားခဲ့ပါရှင့်ဒါနိုင်ငံတော်ကထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒီဇလန်လေးရောမြို့ရပြည်မှာအဖိုးရဲ့ပိုင်းမှာတွေ့မှာပေါ့နော်လိုက်လွင်လိုက်တာဆရာသမားကလည်းလေလိုက်လွင်တာပါလဲဆိုတော့ဟိုဖဏမစည်းပဲတဲ့ဆိုင်စပိန်မောင်းသွားတာပေါ့နော်အတန်ရိုက်ခံရတယ်တဲ့ပြီးတော့ဘောလီမဝက်တဲ့သူတွေကိုတန်ရိုက်တယ်ဆိုတော့အဲ့ဘောလီမွေ့ပိုင်းနဲ့ ဒဏ်ရိုက်တယ်ဆိုတော့ DVB ကလည်းတင်ထားရဲ့ရှင်ကျမတော်အံ့ဩတယ်အဲ့ဒီသတင်းဌာနကိုလေသိလားဘောလီမဝဲတွင်းကမဝဲလို့ရှင်ဒဏ်ရိုက်တယ်ဆိုတော့ဒဏ်ရိုက်တဲ့သူကဘလူးစစ်တာလေရှင်ဘလူးစစ်တာလေတော့ဒါတော့စဉ်းစားစရာကိစ္စပဲရှင်ရှောက်ကြီးခဲ့တာပေါ့ရှင်အဲ့တော့အဲ့လူကလည်းကြည့်ရတာအဲ့ဒီဘီရဲ့သတင်းကိုသွားပြီးတော့ဖတ်ပြီးတော့ပြန်လဲညှောက်ဝင်မိရလားမသိပါဘူးရှင်သူသူဖတ်လိုက်တဲ့သတင်းကိုသူမှန်တယ်ထင်ပြီးတော့သူလိုက်မှသူပြောလိုက်မိရပါဘောနော်အဲ့လိုမျိုးထင်ပါတယ်အဲ့လိုဖြစ်တော့ ဒီလူလည်းကအနေနဲ့ဈာရတခေါက်တာပေါ့ရှင်အဲ့လိုဇလန်းနေပေါ့နော်အဲ့သူရေးထားတဲ့ light တွေမှာဆိုသူပြောထားတဲ့ light ထဲမှာဆိုရင်ねကဲတဲ့ညနေတင်ညင်ခံထွက်ဖဏက်လေးစီးလာကြတဲ့အခုဖဏက်မပိုင်လဲဖမ်းတယ်နော်တဲ့မနက်ကအနေတောက်ကလာပြောသွားတယ်တဲ့ဖဏက်မပါလို့၃000မိသွားတယ်တဲ့မြန်မာပြည်မှာလူဖြစ်ရတာမဖြစ်တယ်ညဖြစ်တယ်ပေါ့ရှင်အဲ့လိုမျိုးသူက light မှာသွားပြီးတော့ပြောထားတာအချောင်းလိုက်တဲ့မိတာပေါ့ရှင်အနေရေးရရောက်လာပြီးတော့ပေါ့နော်သူ့ရဲ့အကောင့်ကိုဘယ်လိုမျိုးစုံစမ်းထောက်လာမိရောက်လာလဲဆိုတာကတော့ဒါကလိုဝက်ချက်ပေါ့ရှင်အဲ့ဒါကျွန်မပြောလို့မရတဲ့ကိစ္စပါ အဲ့တော့ဒီကိုကိုကဆိုတဲ့သူရတဲ့ဖွဲ့ရောက်လာပြီးစေးစေးမင်းမြန်ခဲ့တယ်အဲ့ဒီခါမှာအဲသူကအ ਨੇ စီကတိရတာဆိုတော့အဲ့အ ਨੇ ကဘာတူလဲလို့ဟိုကသူမေးတာပေါ့မေးတော့မဖြေတတ်ဘူးအ ਨੇ ဆိုတာဘာတူလဲမဖြေတတ်ဘူးသူရှောက်ပြောတာလေရှောက်ပြောခဲ့တာဆိုတော့အဲ့လူမဟုတ်မမှန်တရင်ဖြန့်တဲ့သူဖြစ်နေဖမ်းဆီးသွားခဲ့တာဖြစ်ပါရှင့်အခုဆိုရင်ဒီပေါင်မြို့မှရဲစခန်းမှာတဲ့ပါဆောင်139မြင်းဆောင်2025ရဲစသက်ကြီးပုံမှ905ကကြီးနဲ့အမှုခွင့်ရေးထားတယ်ဆိုပြီးသိရပါရှင့်နောက်ဆုံးတော့လဲရှင့် ဟိုသတင်းမှာသတင်းတူတွေဖြန့်နေရဲ့သတင်းဌာနတွေကသတင်းတွေကိုသွားဖတ်ပြီးတော့ပြန်အားချောင်ပြီးရတော့အဖမ်းခံရတဲ့ကိစ္စရှင်သိလားဒါအားလည်းတော်တော်ကိုမိဘပြည်သူတွေစင်ကျင်သက်ပါတယ် DBB တို့ BBC တို့ဆိုတာနိုင်ငံခြားမှာနေနေကြတာเนาะမိဘပြည်သူတို့ကျွန်မပြောပြချင်တာလေသူတို့ရဲ့သတင်းတွေကိုမိဘပြည်သူတို့ယုံနေလက်ခံနေဆိုတာဒါမိဘပြည်သူတို့ရဲ့အသိဉာဏ်မိဘပြည်သူတို့ရဲ့နှစ်သက်မှုကျွန်မဘာမှမပြောဘူးဒါပေမဲ့အဲ့ဒီဟာတွေကိုစွဲယူလာပြီးတော့ဒီနိုင်ငံထဲမှာပြောမယ်ဆိုတော့တတိထားရှင် ်မှန်နေကိစ္စမရှိဘူးမှန်နေဒါ never ကြော်သွားပြီးကြော်သွားပေးရုံပဲသတင်းမှားဆိုချက်ချင်းရောက်လာမှာအခုလိုပေါ့အ ਨੇ စီကတည်ရတယ်လို့ဘာလို့လို့ညာလို့လို့ရှောက်ပြောတယ် DBB ကသတင်းအောင်အဲ့တော့သူ့အနေနဲ့ဘသူ့လည်းညှို့ထိုးမှာလဲကျွန်တော် DBB ကဖတ်ရတာပါဆိုရင် DBB တို့ဘာတို့ကမြန်မာနိုင်ငံမှာခြေစိုက်တဲ့မီဒီယာမှမဟုတ်တာရှင်ဥပမာကျွန်တော်တို့ Prime Media ကတင်တဲ့သတင်းကိုဖတ်ပြီးတော့ပြောလိုက်မိရဲဆိုလို့တာဝန်ရှိသူကရောက်လာလို့မင်းဒီသတင်းကိုဘယ်ရသိတာလဲဆိုကျွန်တော် Prime Media မှာတင်ထားတာကိုသိတာပါဆိုရင်လည်းညှို့ထိုးလို့ရတယ် ဒါဆိုရင်အဲ့ဒီကိစ္စကကျွန်တော်တို့ grind media ကြီးကိုရောက်လာမယ်ဟုတ်တော့နော်ရောက်လာလို့ရှိရင်ကျွန်တော်တို့ကလည်းသတင်းမှန်မှန်နဲ့မားရင်မားတယ်ရှင်းပြပေးလို့ရတယ် why ရှင်းပေးလို့ရတယ်ရှင်းကျွန်မပြောချင်တာအတူတူရှင်းလို့ရတယ်ရှင်းတစ်ခုခုမှားသွားတယ်ဆိုရင်အခုကကနိုင်ငံရဲ့ချမှတ်နေတဲ့ DBB တို့ BBC တို့ကမိဘပြည်သူတို့ကိုလာရှင်းပေးမှာလားပြောပါဦးဖြစ်လို့ရှိရင်ကိုပဲထောင်နေသွားအခုကိုဖိုးက DBB ရဲ့သတင်းကိုအားချောင်ပြီးသူလျှောက်ပြောမိရဲ့အခုသူထောင်နေသွားတယ် DBB ကသူ့အဖို့လိုက်လာပေးလားဖြည့်ရှင်းပေးလား ခေါကရဲရမေးလို့ကျွန်တော် DB ကဖတ်ရတာပါဆိုတော့သွားပြီးတော့ DB ကိုမေးမှလာမေးလို့လည်းမရအောင်ဆက်သွယ်လည်းမရှိဘူးလေနိုင်ငံတော်နဲ့သူတို့နေရသူတို့ကလေလံမွာနေနိုင်ငံခြားကနေပြီးတော့ဒီရသတင်းတွေဟုတ်တာရှိမဟုတ်တာရှိသတင်းဖြစ်ပြီးရောဆိုပြီးတင်းနေတာဖြစ်လာလို့ရှင်ဒီဘက်ပြည်သူပဲခံရမှာရှင်အဲ့တော့အဲ့ဒီလူတွေရဲ့သတင်းတွေကိုနားထောင်ကြလဲထောက်မှာဒါကိုကိစ္စနဲ့ကိုမတားဘူးကျွန်မဘသူသတင်းဌာနမှာဆိုကြိုက်လို့ရှင်နားထောင်လို့ရတယ်ဒါပေမဲ့ဟုတ်လားမှန်လားစဉ်းစားအဲ့ပြီးပြန်လဲဖြန့်ဝေတဲ့လားမတဲ့လားစဉ်းစားရှင်အဲ့လိုမှမဟုတ်ရင်ထောင်ကြမှာကိုနော် DBB မဟုတ်ဘူး BBC မဟုတ်ဘူးရှင့်အဲ့ဒါလို့တော့ကောင်းတယ်မှာမှတ်ထားစေချင်ပါရှင့်ကျမတို့သတင်းလောက်တယ်ဆိုတာလဲနေ့စဉ်နေတိုင်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်နေရတာကျမတို့ပြောလိုက်တဲ့စကားတခွန်းကျမတို့တင်လိုက်တဲ့သတင်းတစ်ခုချင်းစီတိုင်းကိုကျမတို့ကနိုင်ငံတော်စီကိုသိရှိစေဖို့အတွက်ပါတခါလေးတင်ရတာဒါကြောင့်ပြည်သူအသံလေးဆိုတခါကျထိရောက်တယ်ဆိုတာအဲ့ဒါကြောင့်ရှင့်ကျမတို့ကပြည်ရင်းမီဒီယာတွေမိဘပြည်သူတို့အကျိုးတကယ်ပြုနိုင်တဲ့မီဒီယာတွေရှင့်မိဘပြည်သူတို့ခုခက်ခဲရင်လည်းကျမတို့အတူတူဖြေရှင်းလို့ရတယ် ။နောက်ဆုံးကျမတို့မီဒီယာကသတင်းမှားတင်မိတယ်ဆိုရင်တော့မှ Order Prime Media တင်တာပဲဆိုရင်ကျမတို့အတူတူဖြေရှင်းပေးလို့ရတယ်။ဟုတ်ပါတယ်ဒါကျမတို့မှားတင်မိတာဒါကြောင့်သူကဆိုရင်မှားသိပြီးပြောမိတာပါဆိုအားလုံးတူတူဖြေရှင်းလို့ရှိရင်ဒီကိစ္စရပြေလည်သွားနိုင်တယ်။အခုကြတော့ဘာဖြစ်လဲ။ဖြေရှင်းမဲ့လို့မရှိဘူးလေ။သွားယုံစားမိရဲ့မီဒီယာကဟုတ်နိုင်ငံခြားမီဒီယာလေဘာလို့လို့ရလဲဘာမှလို့လို့မရဘူးလည်းမကဲနိုင်ဘူးဘယ်သူမှလည်းမကဲနိုင်ဘူးရှင့်ကျမပြောတဲ့သဘောတရားလေးကိုနားလည်မယ်လို့ထင်ပါတယ်နော်ပြည်တွင်းမှာရှိတဲ့သူတွေအချင်းချင်းပဲလက်တွဲပြီးလှုပ်လှော်ရတာရှင့် နိုင်ငံသားမှရှိရတဲ့သူတွားပြီးတော့အဲ့လူတွေပြောတာနားထောင်အဲ့လူတွေပြောတာလိုက်လုပ်တယ်ဆိုတာကအမေကျော်တွေးတော်လွမ်းတဲ့ကိစ္စလို့ပဲကျွန်တော်ပြောချင်တယ်သူတို့တည်းသတင်းပညာမှာအရေးချင်းရှိခြင်းမရှိခြင်းဒါသူတို့ကိစ္စသူတို့သမိုင်းကြောင်းသတင်းအခုတထောင်တယ်လို့အခု800လောက်မှားနေရလဲဒါသူတို့သမိုင်းဒါပေမဲ့သူတို့ရဲ့သတင်းမှားတယ်ကျမတို့နိုင်ငံသားတွေပေါ်မှာစိုးကြိုးဖြစ်လာပြီဆိုကျမတို့မှာတာဝန်ရှိတယ်။ဘာကြောင့်လဲကျမတို့ကသတင်းသမားဖြစ်တဲ့အတွက်ကျမတို့သတင်းလဲစိုးကြိုးဖြစ်တယ်ဆိုကျမတို့ဒီတာဝန်ယူရတာပဲရှင့် ဒါပေမဲ့ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိတဲ့သတင်းဌာနတွေနဲ့တခါကြရင်ရှင်ပြီးပြောနေရတာတော့ကျွန်တော်တိတ်ခါကြရဲရှင့်တိတ်ခါကြရဲသူတို့ကသူတို့ဘလော့ကြီးကြီးမားတဲ့သတင်းဌာနဖြစ်နေပါစေနော်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သတင်းဌာနကကျွန်တော်တို့ထက်အစိတ်နှိတ်တဲ့သတင်းဌာနလို့ပဲကျွန်တော်သတ်မှတ်တယ်ရှင့်ရှင်းတယ်ကျွန်တော်ကတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုပြင်နေလို့နေရတာလေမှားသွားရင်ရှင်းရတယ်ကျွန်တော်တို့ရှင်းတယ်ကျွန်တော်တို့သူတို့တွေမရှင်းဘူးလေအဲ့ကလေးကသူတို့ဒီဘလို့ပဲအကောင်ကြီးနေပါစေဘလို့ပဲထောက်ပံ့ကြီးနေပါစေဘလို့ပဲ ်နှစ်သမိုင်းချီတဲ့သတင်းဌာနကြီးတွေဖြစ်နေပါစေတာဝန်ရှင်မှုတာဝန်ခံမှုမရှိတဲ့အတွက်ကျမတို့လောက်ဂုဏ်သိက္ခာမရှိဘူးလို့ကျမသတ်မှတ်တယ်ရှင်ကျမသတ်မှတ်ချက်ကရှင်းရှင်းလေးမိဘပြည်သူတွေလည်းဒီလိုပဲသတ်မှတ်ပါတာဝန်ရှင်မှုတာဝန်ခံမှုရှိတဲ့သတင်းဌာနကသတင်းတွေဝယ်ပြန်လဲပြီးတော့မျှဝေတာလေးလုပ်ပါရှင့်အဲ့လိုမှမဟုတ်ဘူးဆိုတော့ခုလိုစိုးကြိုးတွေဖြစ်လာမှာဖြစ်ပါရဲ့ရှင်ကျမသတင်းသုံးသပ်ချက်လေးကိုနားထောင်ရင်းနဲ့အတိအကျလေးတစ်ခုရရှိသွားမယ်လို့မျှော်လင့်ပါရဲ့ရှင် ကျွန်မခုပြောတဲ့သဘောတရားလေးကိုမစင်စားမိရဲ့မိဘပြည်သူတွေရှိရလေ။ဒါကြောင့်စင်စားမိအောင်ပြောပြတာပါရှင့်။ကျွန်မပြောတာလေးကိုစင်စားသုံးသပ်နိုင်ပြီးတော့ဆင်ခြင်သွားနိုင်တယ်ဆိုရင်တော့လေဒီလိုဒုက္ခရောက်တဲ့သူတွေနည်းသွားတာပေါ့ရှင်။ဒါလေးပဲကျွန်မအနေနဲ့စေတနာမေတ္တာရှေ့ထားပြီးတော့ပြောပြတာပါရှင့်။ကျွန်မဒီနေ့မှတင်ဆက်မဲ့သတင်းလေးတော့ကုံသွားပါပြီရှင့်။အဲ့တော့သတင်းနောက်ဆုံးမလေးပါပေါ့နော်။ကျွန်မတက်မတော်သားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဘဝအခြေအနေလေးပေါ့ရှင့်။အဲ့ဒါလေးကိုကျွန်မနည်းနည်းပြောပြချင်ပါတယ်။ အဲ့လေမပြောပြခင်မှာကျမဖတ်ရတဲ့စာလေးခုလည်းမျှဝေခြင်းနဲ့ရှင်ရေးသားတဲ့သူကတော့ကိုရွှေမျိုးဝင်းဖြစ်ပါရှင်ကျမအင်မတန်ကိုလေးစားရတဲ့စာရေးသူတူဖြစ်ပါရှင်နိုင်ငံတော်အတွက်ကိုထောက်ပြချက်တွေလည်းသူ့ရဲ့ရေးသားချက်တွေအင်မတန်ကောင်းမွန်ပါရှင်သူမနေ့ကတင်ထားတဲ့စာလေးပေါ့နော်မှတ်မှတ်သားသားဘဝများဆိုပြီးတော့အပိုင်း1နဲ့3အဲ့လိုမျိုးပေါ့လေသူတင်ထားပါရှင်တင်ထားတဲ့ခါကျတော့ကျမဒီစာလေးဖတ်လိုက်တဲ့ခါမှာသူအဲ့လိုဖြစ်ရမှန်လေးရေးတတ်တာများတယ်လေများတော့ သူ့ရဲ့စာထဲမှာဇက်ကောင်နှစ်ခုပါတယ်ပေါ့နော်ကွန်မန်ဒိုဘူကြီးနဲ့ဘူကြီးမင်းသားဆိုပြီးဇက်ကောင်နှစ်ခုပါတယ်အဓိကဇက်ဆောင်ကတော့ကွန်မန်ဒိုဘူကြီးပေါ့နော်အဲ့ဒီကွန်မန်ဒိုဘူကြီးရာဆိုရင် စေတန်းအောင်လုံးကသူကတင်ချောင်းအမှတ်တရအပြည့်နဲ့ဂုံတူးရခဲ့တယ်သူတို့ခေတ်ကဆိုရင် RID မှီတယ်ပေါ့နော်ဒါပေမဲ့သူကစစ်သားလုပ်ချင်တဲ့အတွက်သူဘူတင်နှန်းလျှောက်တယ်ပြီးတဲ့အခါမှာသူ eco ကြောင်းတက်ရင်လည်းဘူတင်နှန်းလျှောက်ထားတာပေါ့နော်ဘူတင်နှန်းအောင်တဲ့အခါမှာသူစစ်တင်နှန်းဟိုးစားဝဒီရက်စစ်သွားတက်တာဝါရှင်ဆက်ဘက်တော့အဲ့ဒီဘူကြီးရာတဲ့သူက ူကြီးဖြစ်သွားတာပေါ့နော်ဘူကြီးဖြစ်တော့တာဝန်ကျတဲ့အခါမှာကရင်ခွင်မှာတာဝန်ကျတယ်ဒါပေမဲ့ तू ကဖြစ်စင်တော့သူ့ရဲ့တငယ်ချင်းဘူကြီးမင်းသားဆိုရဲပုံကုန်နေပေါ့နော်သူကအတူတူပေါ့ရှင်တောင်ဝင်ထမ်းဆောင်ရတယ်တဲ့ဘူကြီးမင်းသားလို့ဘာလို့ခေါ်ရလဲဆိုတော့အဲ့ဘူကြီးကအရန်ချောလို့တဲ့ဒါကအရန်ချောရယ်ပေါ့နော်အရန်ချောရယ်အတွက်သူတောင်ဝင်ထမ်းဆောင်နေပေါ့ရှင်တောင်ဝင်ထမ်းဆောင်နေခါမှာဒီစောကြော်ညီနဲ့တိုက်ပွဲဖြစ်တဲ့ကိစ္စပေါ့ရှင်အဲ့တိုက်ပွဲဖြစ်တဲ့အခြေအနေလေးတစ်ခုမှာဆိုရင်တိုက်ပွဲပြင်းထန်စွာဖြစ်တဲ့အကြောင်းလည်းသူသေချာဆိုအဲ့လိုမျိုးကုမျိုးကြီးရေးထားတယ်ကြာကျွန်မအသေးစိတ်မပြောတော့ဘူးမိဘပြည်သူတို့သွတ်ဖက်ကြည့် တော်တော်ကိုဖတ်လို့ကောင်းနေရှင်တိလာကိုကိုရန်အဲ့တိုင်ပွဲရောက်သွားသူလို့ခံစားရတယ်အဲ့လိုတိုင်ပွဲဖြစ်တဲ့ချိန်မှာကွန်မန်ဒိုဘူကြီးပေါ့နော်အဓိကဆက်ဆောင်ကတက်နဲ့16ချက်တည်းမှန်သွားခဲ့တယ်16ချက်တည်းမှန်တော့ကျမအိတ်စာလေးဖတ်လိုက်မိတဲ့အခါကျတော့စိတ်ထဲမှာတခုသွားသတိရလိုက်တယ်ငါတနေ့ရမှာတော်တော်တိဘူးသလိုပဲပေါ့နော်အဲ့လိုမျိုးတွေးလိုက်မိရချင်းတက်16ချက်မှန်တယ်ဆိုတော့ငါတော်တော်တနေ့ရနေငါတိဘူးတယ်ဆိုပြီးအတွေးတော့ပေါက်သွားတာပေါ့နော်အဲ့ဒါကျမဆက်ပြီးတော့တော်တော်စိတ်ဝင်စားလို့ဖတ်လိုက်တဲ့အခါကျတော့အဲ့တိုင်ပွဲလေးမှာအဲ့ဒီကွန်မန်ဒိုဘူကြီးကတက်နဲ့16ချက်မှန်တယ် သူ့ရဲ့တငယ်ချင်းပူရီးမင်းသားကတော့ခြာဆုံးသွားခဲ့ပါရဲ့ရှင့်အဲ့ဒီဇာတ်ကြောင်းလေးကိုလည်းစိတ်မကောင်းဖွယ်ရရှိသားထားတာပေါ့နော်အဲ့လိုပြီးရခါမှဒီကွန်မန်ဒိုဘူကြီးရဆိုရင်အဲ့တိုက်ပွဲတွေရှင်ဆိုင်ရတယ်တိုက်ပွဲပေါင်းမြောင်များစွာရင်ဆိုင်ရတယ်ပြီးတော့ဒီကွန်မန်ဒိုဘူကြီးဆိုတဲ့သူပေါ့နော်ဘာလို့သူအဲ့လိုခေါ်ရလဲဆိုရင်လည်းသူကဘဲစစ်ကြောင်းမဲ့ထွက်ထွက် ကွန်မန်ဒိုစစ်ကြောင်းမှာသူကဦးစီးတာဝန်ကြီးပဲရှိတဲ့အတွက်တဲ့တတော်ကိုစစ်သားစိတ်ပြည့်ဝပြီးတော့စစ်တိုက်တာတော်လဲပုံပုံလို့ထင်ပါရဲ့ရှင့်အဲ့လိုပေါ့နော်အဲ့လိုသူနမည်ပေးတာတဲ့အဲ့လိုနမည်ပေးရခါကျတော့ဒီကွန်မန်ဒိုဘူကြီးကအဓိကဆက်ဆောင်ဖြစ်တဲ့အတွက်သူ့ရဲ့မိသားစုဘဝအကြောင်းလေးပဲရှင်းထားပါပေါ့နော်အဲ့အပိုင်းရောက်တဲ့အခါမှာကျွန်မတော်တော်ကိုစိတ်မကောင်းဖြစ်ရပါရဲ့ရှင့်ဖတ်ရင်လည်းစိတ်မကောင်းဖြစ်တာပေါ့နော်အော်လို့ တက်မိသားစုတွေရဲ့ဘဝကတကယ်ကိုစာနာစရာပါရှင့်တနာဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကွန်မန်ဒိုဘိုကြီးရဆိုရင်ရှေ့တန်းသွားပြီးအိမ်ပြန်လာတဲ့ခါကျလို့ရှင့်သူ့ရဲ့မိသားစုသူ့ရဲ့ကလေးတွေပေါ့နော်အဓိကကလေးကသူ့မမတ်မိဘူး။မုတ်စိတ်ကျင်ဆွဲနေတဲ့ညစ်ပတ်ပေးရေးပြီးပြန်လာတော့အဖေလောက်တဲ့လူမမတ်မိပေါ့နော်။ကလေးကငယ်တော့အဲ့လိုတပတ်လောက်ကြာမှသူ့ရဲ့နားကိုကလေးကကတ်ကတ်တယ်ပေါ့ရှင့်အဲ့လိုမျိုးသူ့မိမနားလည်းသူကတ်လို့မရဘူးပေါ့နော်။အဲ့လိုမျိုးလို့ပေါ့ရှင့်။ဒါဝန်ရေးစရာလေးလည်းဖြစ်သူမျိုးလွမ်းမိုးပေါ်ရဲ့အမှတ်တရလေးပေါ်ရှင်းဒါလေးကိုရေးသားထားဖြစ်ပါတယ်။နောက်ဆုံးကြမှာ ကိုရှုမျိုးဝင်းကနေပြီးတော့ကွန်မန်ဒိုဘူကြီးကဘသူပါဆိုပြီးတော့သူကဆက်ရဲ့နောက်ဆုံးပိုင်းလေးမှာအဖြစ်ထုတ်ပေးသွားတယ်ရှင့်အဲ့ဒီပုံကိုဘသူလဲဆိုတာပေါ့အဖြစ်ထုတ်သွားတယ်အဲ့ဒီဖြစ်ကိုဖတ်လိုက်တော့မှကျွန်မမှတ်မိသွားတယ်ဟဲ့လို့ဟုတ်သားပဲလို့ငါလွန်ခဲ့တဲ့နှစ်80ပြည့်တက်မတော်နေအခမ်းအနားတော့ကငါအင်တာဗျူးခဲ့မှုတဲ့ဘိုးချုပ်ခေါင်းတယောက်ရှိရဘိုးချုပ်အငိမ့်စားပေါ့နော်တယောက်ရှိရရှင့်သူကလည်းတနက်18ကျန်းမှန်းခဲ့တာကျွန်မအဲ့တော့ဟောဟုတ်သားပဲလို့ငါအင်တာဗျူးခဲ့တဲ့ ဘူချုပ်ဟောင်းမယ်ပေါ့နော်အဲ့လိုမျိုးတွေးလိုက်မိရပါတော့အဲ့တော့အဲ့ပုံကူပါရှင်အဲ့တော့ဒါလေးကိုကျမမပြောတော့မိဘပြည်သူများကိုရှုံမျိုးဝင်းရဲ့စာလေးကိုအဆဆုံးတော့ဖတ်ကြည့်ပါရှင်တချို့ဖတ်ပြီးရတဲ့သူတွေရှိမယ်လို့ထင်ပါတယ်ရှင်ဒါလေးကတော့သူရေးထားတဲ့စာကြောင်းလေးပေါ့နော်ဒီစာကြောင်းလေးမှာကျမ highlight လုပ်ပြီးပြောချင်တာကတော့တက်မိသားစုတွေရဲ့ဘဝအကြောင်းလေးပါရှင်ဘာကြောင့်လဲဆိုတော့ကျမလည်းတက်ထဲမှာတစ်နှစ်ကျော်လောက်နေခဲ့မှုပါတယ်နေရတဲ့အကြောင်းရင်းကတော့2021မှာမိဘတွေကကျမတို့တတ်မယ်ပေါ့နော်ကျမတို့တတ်မယ်ဆိုပြီးရှာဖွေတဲ့အခါမှာကျမတက်ထဲမှာသွားပြီးတော့ခိုးလုံနေထိုင်ရတာပေါ့နော် ခလုံးနေထိုင်တဲ့အခါမှာဆိုရင်ဒါကျမတို့ဒါမိသားစုတွေမှာရှိရတဲ့အတွက်သွားပြီးတော့နေထိုင်တာပါရှင့်ဒီလိုအခွင့်အရေးယူပြီးသွားနေရတာမဟုတ်ပါဘူးရှင့်ကိုမိသားစုရှိရတဲ့သွားနေရပါတော့အဲ့တော့အဲ့ဒီမှာဆိုရင်ကျမတို့ဘေးအိမ်မှာရှိရဲ့ပုံမှုရဲ့သားလေးပေါ့ရှင်ပုံမှုရဲ့သားလေးอ่ะဆိုရင်ကျမတို့အိမ်ကိုအမြဲလာလဲတယ်သူကလေကျမတို့လည်းသူချစ်တယ်ပေါ့နော်သူကအသက်၄နှစ်လောက်ပဲရှိအောင်မယ်ကျောင်းတော့မနေသေးပါဘူးရှင့်ကလေးတွေအိမ်လာတိုင်းသူကအမြင်နဲ့ပြောတယ်သူကအမေစကားအမြင်နားထောင်နေတဲ့အဖေစကားလည်းအမြင်နားထောင်နေတဲ့ အော်ဗာဘာဖြစ်ဖြစ်လို့လဲပေါ့နော်ဒါကလေးဆိုမမ်မီဘတ်ကနားထောင်နေဆိုပြီးသူကသူကတေချာလေးပြောဆိုတာဆိုတော့ကျမလည်းထူးဆန်းတာပေါ့နော်ဘာဖြစ်လို့လဲတားလေးဆိုတော့မိဘကနားထောင်မှာမိဘအသက်ရှည်မှာတဲ့ကျမကလည်းပြောရသေးလား သူ့စိတ်ထဲမှာမကောင်းရှင်ဘာကြောင့်လဲသူ့ဖေအမြင်နဲ့အဲ့တော့ရှင်ရဲထွက်လာပေါ့ရှင်ရဲထွက်လာတော့သူ့စိတ်ထဲမှာသူစိုးရင်ပူပန်မှုလေးပေါ့ရှင်အဲ့တော့လူကြီးတဲ့ယောက်ကသူ့ကိုအဲ့လိုမျိုးပြောလိုက်တယ်နဲ့တူပါတယ်နမိဘစကားနားမထောင်မိဘအသက်တိုးလိမ့်မယ်နော်လို့၆လိုက်ပုံရပါတယ်ရှင်ဒါလေးကိုသူ့ရင်ထဲမှာစွဲမြဲထားပြီးတော့သူ့မိဘစကားနားမထောင်သူ့မိဘအသက်တိုးမယ်ထင်ပြီးတော့သူကအဲ့လိုပြောမိရပါတော့ဒါမဲ့စိတ်မကောင်းစရာတခုကတော့အဲ့ကလေးလေးရဲ့ဖခင်ရာဆိုရင်တိုက်ပွဲမှာတိုက်ပွဲကြသွားခဲ့ပါရှင့် ကလေးလေးရဖောင်ရင်တိုက်ပွဲကြတဲ့အချိန်မှာကျမတက်ထဲမှာမနေတော့ပါဘူးရှင်ဒီနေ့ပြီးတော့ပြောင်းနေတယ်ပေါ့နော်အဲ့တော့ကျမအဲ့တဲ့င်းကြားတဲ့အခါမှာကျမဝမ်းနေလို့လို့မြင်ကြပါတယ်ဘာကြောင့်လဲဆိုတော့ကျမသူ့မျက်နှာလေးမြင်အောင်လို့ပေါ့နော်ကလေးမျက်နှာလေးမြင်အောင်နဲ့ဘာကြောင့်လဲဆိုတော့သူကျမပြောရလေမိဘစကားနားမထောင်လို့ရှင်မိဘအသက်တုံမာလေးရဲ့ဆိုတော့သူ့ဖေတိတ်ဆုံးသွားတဲ့အတော့ငါမိဘစကားနားမထောင်နေလို့များငါဖေတေးရတာလားလို့ဆိုပြီးတော့ကလေးကိုကိုအပြစ်တင်နေမှာကျမဆိုးတယ်ရှင်ဒါကြောင့်ကျမဝမ်းနေပြီးငိုတာပါကျမတို့ကြုံခဲ့ရတဲ့ဘဝတွေမှာအဲ့လိုဝမ်းနေစရာအများရှိပါရှင် ပြီးတော့နောက်ထပ်တက်မိသားစုကလေးလေးရကြတော့အကြက်ကြီးပေါ့နော်တက်ကြက်ကြီးတူရဲ့ကလေးလေးဖြစ်ပါတယ်အဲ့ကလေးလေးရဆိုလဲဒီလိုပါပဲအသက်6နှစ်လောက်ပဲရှိသေးတယ်ကျမတို့အိမ်ကသူခန်းနာလာရပေါ့နော်ဘာလဲကျမတတ်ထဲနေတော့ဆိုကလေးကြီးခန်းနာမုတ်ကြွေးတယ်မုတ်ကြွေးတော့သူကမုတ်လာယူစားတာပါရှင်သူကလာလို့ရှင်ချမ်းကလေးနဲ့သူမျက်မှန်လေးတစ်လက်မြန်တက်လာတယ်နေကမျက်မှန်လေး ေကမြန်မာလေးပေါ့နော်ဒီကမြန်မာလေးကအဲ့လိုမျိုးဈေးတော့အရင်ကြီးရဲ့မြန်မာတော့မဟုတ်ဘူးပေါ့ရှင်းလား2300လောက်ပဲတန်းနဲ့မြန်မာလေးပေါ့သူကအမြဲတမ်းတစ်မျက်တနိုးလေးနဲ့မြန်မာနဲ့လာတယ်သူကအေးကိုလာလို့ရှင်တယ်သူကမေးရောနော်အေးသားကနင်းမြန်မာတဲမိုက်ပါလားပေါ့နော်နင်းမြန်မာနဲ့ရမ်းလိုက်တာပဲအန်တီတက်ပုံရဲ့မိမဲဘာညာပေါ့ရှင်းကျွန်မလည်းကလေးတက်ပုံပဲရိုက်ပေးတာပေါ့သူတက်ပုံလေးကျွန်မကခုနေတင်းထားတယ်ရှင်းတယ်ကျွန်မမှရှိရဲ့အဲ့တော့သူကမြန်မာလေးတက်တော့ကျွန်မမေးရဲ့အဲ့မြန်မာလေးနဲ့ဘာလို့အမြဲတမ်းတက်တာလဲဆိုတော့သူကကျွန်မကိုပြောတယ် သားဖေဝယ်ပေးထားတာတဲ့အဲ့မျက်မှန်လေးရတဲ့သူ့ဖေကရှေ့တန်းကူသွားနေဘောနော်သားဖေဝယ်ပေးထားတာတဲ့ဒါကြောင့်သားအမြဲဒီမျက်မှန်လေးတတ်ထားတာတဲ့ဆိုတော့သူ့ဖေပေးခဲ့တဲ့လက်ဆောင်လေးကို तू ဘယ်လောက်ထိမြန်နိုးတန်မိုးထားလဲဆိုတာဘဲတော့တော့အဲ့မျက်မှန်လေးနဲ့သွားတယ်။ကြောင်းသွားတဲ့နေကမျက်မှန်နဲ့ဆရာသမား ဒီလိုဖြစ်စဉ်တွေကျမတို့အများကြီးကြုံတွေ့ဖို့ပါတယ်ရှင်။ဒါကြောင့်ကျမတက်မိသားဆိုရင်လည်းပတ်သက်လို့ရှင်။ကျမကိုချင်းစားတယ်သူတို့တနာတယ်သူတို့ဖြတ်ကျော်ခဲ့ရတဲ့ဘဝတွေကိုကျမနားလည်ရဲ့ရှင်။မိဘပြည်သူတွေထဲမှာလည်းအခုဆိုရင်ပြည်သူစစ်မှုတန်းဥပဒေပေါ်လာပြီးရဲ့နောက်မှာတက်မိသားစုဖြစ်သွားတဲ့သူတွေအများကြီးရှိမှာပါရှင်။အချိန်ကျရင်တက်မိသားစုရဲ့ဘဝကိုနားလည်နိုင်တော့ပြီလို့ကျမထင်ပါတယ်ရှင်။ပြီးတော့ပူရွှေမျိုးဝင်ရေးထားတဲ့ထဲရပါတော့ကွန်မန်ဒိုဘူကြီးဆိုတဲ့ပုံပေါ်ကလည်းဒီလိုပါပဲ စစ်သားဘဝနေပြီးတော့တိုက်ပွဲပေါင်းများများစွာတိုက်ခိုက်ပြီးတော့နိုင်ငံတော်ကာကွယ်စောင့်ရှောက်မှုကိုစွန်းစွန်းတမန်လုပ်ခဲ့ပြီးတော့အသက်မသေးလို့သာယာရူးကြီးတွေရကြတာဖြစ်ပါရဲ့ရှင်သူတို့ရထားတဲ့အရာတွေသူတို့ပခုံးထက်မှာတင်ထားတဲ့အပွင့်တွေဟာအလကားတင်ထားတာမဟုတ်ဘူးရှင်သူတို့ရဲ့အသက်တွေသွေးတွေချွေးတွေနဲ့ရင်းပြီးတော့နိုင်ငံချစ်စိတ်တွေရင်းပြီးတော့အသက်မသေးလို့သာအဲ့ဒီအပွင့်အခက်တွေတင်ထားရတာရှင်ဒါလေးတွေကျွန်တော်တို့နားလည်ဖို့လိုပါရဲ့ရှင်ကိုယ်နိုင်ငံတပ်မတော်သားတွေကိုတန်ဖိုးမထားဘူးဆိုရင် ကျမောက်နိုင်ငံလုံခြုံရေးကိုတံပိုးမထားရနဲ့တူတူပဲရှင့်။ဘာကြောင့်လဲဆိုတော့ကျမောက်နိုင်ငံလုံခြုံရေးကိုတပ်မတော်သားတွေလုပ်နေရတာမို့လို့။ဒါဟုတ်ကျမတို့နားလည်ဖို့လိုတယ်။ဒါပြင်တပ်မိသားစုတွေပေါ်မှာလည်းကျမတို့စာနာတက်ဖို့လိုတယ်ရှင့်။အခုဆိုအားလုံးဒီပါတပ်မိသားစုဖြစ်တော့မယ်လေ။ဘာကြောင့်လဲဆိုတော့စစ်မှုတန်းဥပဒေပေါ်လာပြီလေ။အရင်ကဆိုစစ်သားတွေဘာဖြစ်လဲပြောတတ်တယ်။သူတို့ကလေခွေးနဲ့နိုင်ပြီးတော့သူများကိုပြောတတ်တယ်။အခုကြတော့ကိုသားသမီးစစ်သားဖြစ်တော့ရှင်ထဲမှာဘလို့ခံစားရလဲရှင့်။ဘလို့မျိုးနေလဲရှင့်။ အရင်ကဆိုရှိရယ်သူများသားသမီးတပ်ပွဲကြသွားတယ်ဗါတယ်ဆိုဝမ်းသာနေကြတဲ့အတော်ကြီးတွေအခုသူတို့သားတွေပြည်သူစစ်မှုတန်းထဲမှာပါပြီလဲဆိုလဲဆိုတော့စိုးရိမ်လိုက်ကြတာစိတ်ပူလိုက်ကြတာရဲတရားတွေခြေလိုက်ကြတာမိခင်တိုင်းကကိုယ့်ရဲ့သားလေးကိုစိတ်ပူတာပဲရှင်အဲ့ဒါလေးကိုချင်းစားတတ်ဖို့လိုတယ်ဒါကြောင့်ကျမတို့ကအမြဲတမ်းပြောတယ်စစ်ပွဲတွေကိုအမုန်းဆုံးကစစ်သားတွေပဲလို့စစ်သားတွေကဘရောမှစစ်မဖြစ်ရှင်ကိုစစ်ပွဲတွေမုံလုံးလို့ရှင်ဒါကြောင့်စစ်ပွဲတွေကိုအလိုရှိတာစစ်သားတွေမဟုတ်ဘူးစစ်မတိုက်ရတဲ့သူတွေအလိုရှိနေတာ အဲ့တော့ကျွန်မကလေစစ်မတိုက်ရပဲနဲ့စစ်ပွဲလို့ရှိရတဲ့သူမျိုးစစ်ပေးတိုက်စေခြင်းနဲ့ဒီလားနေရချင်းလဲပေးလိုက်ခြင်းနဲ့သူတို့သဘောပေါက်သွားအောင်လို့နိုင်ငံခြားမှာနေပြီးတော့ကိုယ့်ရဲ့သားတွေနိုင်ငံခြားကြောင်းလေးထားပြီးတော့မြန်မာနိုင်ငံကစစ်ပွဲတွေမီးရှို့နေတဲ့သူတွေတိအောင်ပြပြတာပါ။တော့အဲ့လိုလူတွေစကားတွေနားယောင်ပြီးတက်မိသားစုတွေကိုအစင်တန်းနှိမ့်ကြတဲ့သူတွေလို့ပုံဖော်နေကြတဲ့ပြည်ပြမီဒီယာတွေဆယ်လီတွေလည်းကျွန်မပြောပြတာ။နော်တက်မိသားစုဆိုတာမြန်မာနိုင်ငံမှာတန်မိုးကြီးတဲ့မိသားစုတွေပါတယ်ရှင့်။သူတို့ရဲ့အမျိုးသားသူတို့ရဲ့ဖခင်တွေကကျွန်မနိုင်ငံရဲ့ တည်တောင်စုဖြစ်လာစေဖို့အတွက်စူးစမ်းရုံးကန်ခဲ့ကြတဲ့သူရဲကောင်းလေးရှင့်ဒါလေးကိုနားလည်ဖို့လိုတယ်သူရဲကောင်းမိသားစုလေးဆိုတာတန်ဖိုးရှိရယ်လေမဟုတ်ဘူးလားဒီလိုသဘောတရားလေးနားလည်ဖို့လိုတယ်ရှင့်ဒါကတော့ကျွန်မသတင်းသုံးသပ်ချက်မဟုတ်ပါဘူးရှင့်တမိသားစုရဲ့ပုံမှာနားလေစာနာတက်ဖို့အတွက်ကျမတို့နန်ထိုင်ကံမှာပေါ့နော်အဓိကတက်မတော်ဘူးမုံတီးတဲ့သူတွေများလာအောင်ဖန်ပြီးပြီးတော့အခုကိစ္စတွေလုံးဆောင်နေတာတက်မတော်နားလေသူတွေများလာမယ်တက်မတော်ပုံမှာမုံတီးမှုတွေမရှိတော့ဘူးဆိုရင်ဒီလိုကိစ္စတွေကဖန်ပြီးကျင်တော့ဖန်ပြီးလို့မရအောင်ရှင့် ဒါကြောင့်တက်မတော်ဘူးနီးမျိုးစုံနဲ့တိတ်ခါချပြီးတော့ဆွဲချနေကြတာဒါကိုမိဘပြည်သူတွေလည်းအတိတ်တည်းနဲ့ဆင်ကျင်နိုင်မှုတော့ပါတက်မိသားစုတွေကလည်းနှလုံးသားရှိရတဲ့သူတွေပါပဲရှင့်မိဘပြည်သူတို့ခံစားနေရတယ်လို့မျိုးသူတို့လည်းခံစားနေရပါတယ်ဒါလေးကိုနားလေတက်ဖို့လိုတယ်ကိုချင်းစာတက်ဖို့လိုပါရှင့် ျမကပြောပြတာကတော့မိဘပြည်သူများပေါ့နော်ကိုယ်နိုင်ငံတက်မလို့ဘူးနားလည်းတက်ဖို့တက်မိသားစုတွေပေါ်မှာစာနာတက်ဖို့လေးဒါကျမပြောပြတာဖြစ်ပါရှင်။ကြံသားတော့မိဘပြည်သူများရဲ့စိတ်ဆန္ဒအတိုင်းသာဆုံးဖြတ်ပါရှင်။ကျမကဘယ်ဟောင်းမှမတိုက်တော့ဘူးပေါ့နော်။ဖြစ်စဉ်တွေအတိုင်းပဲပြောပြတာပါရှင်။ကျမနိုင်ငံမှာ အင်အားတောင့်တင်းတဲ့တက်မော်ကြီးဖြစ်လာပါစေ။ကျမတို့အခုလိုမျိုးကြုံနေရတဲ့အန္တရာယ်တွေအတွေ့အတွေ့ဟူပေါ့နော်။တက်မော်ကကာကွယ်ပေးနိုင်ပါစေလို့လည်းကျမတို့ကဆန္ဒပြုပါရှင့်။အဲ့လိုကာကွယ်ပေးနိုင်အောင်လို့လည်းကျမတို့ကတက်မော်ကိုထိန်းចောင်းပြီးတော့တက်မော်အင်အားကြီးမအောင်လို့ကုညီရမှာပါရှင့်။ဒါကကျမတို့ကြည်ရမယ့်တာဝန်သာဖြစ်ပါရှင်။ကျမတို့တရင်သုံးသက်ချက်လေးကိုဒီနေ့မှာဒီလောက်နေပဲရှင်းသားပြစီရှင့်။မိဘပြည်သူများအနေနဲ့လည်းကျမဒီနေ့ပြောသွားတဲ့အကြောင်းအလေးတွေမှာဆွေးနွေးစရာလေးရှိရဲဆိုရင်ခွန်မှန်လေးရနေပြီးတော့ရှင်ကြီးစွာနဲ့ဆွေးနွေးလို့ရပါရဲ့ရှင့်။ အယူဆတူခြင်းမတူခြင်းကပြဿနာမရှိပါဘူးရှင်ဆွေးနွေးလို့ရပါတယ်ဒါမဲ့တူးနဲ့တူဆဲဆိုရိုင်းဆိုင်တာမရှိဘဲနဲ့ဆွေးနွေးမယ်ဆိုရင်တော့မိဘပြည်သူများဂုဏ်သိက္ခာရှိတယ်ဆိုတာတလောကလုံးသိရပါဘူးရှင်ဟုတ်တယ်မှာမိဘပြည်သူတို့ဆဲပြီးတော့ဆွေးနွေးမယ်ဆိုရင်ကိုရဲ့ဂုံတိတ်ခေါ်ကိုရံမဲ့ချလို့ဖြစ်မှာလေအဲ့ဒါလေးတော့ရှိရပါတော့နော်ဒါလေးတော့ကျွန်တော်ပြောချင်တယ်အချို့မိဘပြည်သူတွေကလည်းနည်းနည်းအပြောဆိုမတတ်ပဲနဲ့ရိုင်းဆိုင်တာလေးပြောနေရလေကျွန်မဒီအပိုင်းတစ်ခုနှစ်ခုတယောက်နှစ်ယောက်ပါအများကြီးတော့မဟုတ်ပါဘူးတွေ့နေရတဲ့အတွက်အဲ့ဒီလူတွေရဲ့ဂုံတိတ်ခေါ်အတွက်ကျွန်မပြောပြပေးရဖြစ်ပါရှင့် ကျွန်မတရင်သုံးသက်ချက်လေးကိုနေ့စဉ်နေတဲ့အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးနီနီစိမ့်စိမ့်ဝါဝါပြပြပါရှင်။အေးချမ်းကြပါစေ၊ပျော်ရွှင်ကြပါစေ။အတိညာအမှန်တွေအုံနောက်ထဲမှာလင်းလက်တောက်ပကြပါစေလို့ကျွန်မတို့ Prime Media မှာဆုတောင်းမေတ္တာပို့သအပ်ပါရရှင်။